မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီအကြမ်းဖက်တိုက်ခိုက်မှုတွေကိုပြက်ပြက်သားသားအရင်ယူဖို့ကုလကိုဥကြုံမှုထွန်းထမှန်တောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ငလင်ပေသင့်ဒေတာတွေမှာစစ်ကောင်စီကနေကြောင်းတိုက်ခိုက်မှုတွေကြောင်းအရက်သားပြည်သူတွေထိခိုက်ဒေဆုံးရတာနဲ့ပတ်သက်ပြီးကုလသမဂ္ဂနဲ့လုံခြုံရေးကောင်စီတို့ကတိကျပြက်သားတဲ့အရင်ယူမှုတွေအမြန်ဆုံးဆောင်ရွက်ပေးဖို့မြန်မာတမ်မတ်ကြီးဥကြုံမှုထွန်းကတောင်းဆိုလိုက်ပါတယ်မြန်မာစစ်တပ်ကပြည်သူလူထုတွေပေါ်ရက်စက်မှုတွေကျူးလွန်နေတာနဲ့ပတ်သက်ပြီးကုလသမ ကအတွင်ရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကိုမြန်မာတမ်မတ်ကြီးဦးကျော်မိုးထွန်းကအေဘီလ14ရက်နေ့ကစာပေးဖို့တောင်းဆိုလိုက်တာပါ။ အာနာသိန်း49လကြာတဲ့အချိန်စစ်တပ်ရဲ့တပ်ဖြတ်မှုတွေကြောင့်လူ6000ကျော်တင်ဆောင်ခဲ့ပြီးဖမ်းဆီးနှိမ်ဆက်ညှဉ်းပန်းခံရသူ2800ကျော်ရှိကနေရဲဆွန်ကွာထွက်ပြေးနေရတဲ့ပြည်သူ၃သန်းခွဲရှိနေပါတယ်။လူသားချင်းစာနာမှုအကူအညီလိုအပ်သူလည်းတန်း20ကျော်ရှိပါတယ်။စစ်ကောင်စီတပ်ကနိုင်ငံတော်အစင်ကျင်းမဲ့လေကြောင်းတိုက်ခိုက်မှုတွေနေအိမ်တွေကိုမိရှို့တာတွေအပါအဝင်ရက်စက်ကြမ်းကြုတ်မှုတွေစတိုက်ကျူးလွန်နေခဲ့ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီတလထဲမှာတင်စစ်ကောင်စီကနိုင်ငံတော်ပြည်သူ106ဦးတပ်ဖြတ်ခဲ့ပြီး င်အဲ့ဒီထဲမှာအသက်16နှစ်အောက်ကလေး16ယောက်ပါဝင်ပါတယ်ဒီကြားထဲမြန်မာနိုင်ငံမှာမလ28ရက်နေ့ကပြင်းထန်တဲ့ငလင်းလောက်ခတ်ခဲ့ပြီးပြည်သူ3500ကျော်သေဆုံးခဲ့တယ်လို့9000ကျော်ဒဏ်ရာရခဲ့ပါတယ်ပြည်သူ3ထက်သမှ2တန်းငလင်းဘေးဒဏ်ခံခဲ့ရပါတယ်ဒီကာလအတွင်းစစ်ကောင်စီကငလင်းဘေးတင်ဒေသတွေအပါအဝင်နိုင်ငံတော်မှလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပါတယ်မလ28ရက်ကနေ ABC ရက်နေ့တွင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု62ကြိမ်ရှိခဲ့ပြီးလက်နက်ကြီးပစ်ခတ်မှုအကြိမ်30ရှိခဲ့ပါ ါတယ်။တိုက်ခိုက်ခံရတဲ့တင်ငလင်တန်းပြင်းပြင်းထန်ထန်ခင်ရတဲ့စကိုင်းနဲ့မန္တလေးတိုင်းလည်းပါဝင်ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်ပဲအပြစ်မဲ့အရက်သားပြည်သူတွေထိခိုက်ဒိဆုံးခဲ့ပါတယ်။ ဒီလိုအကြမ်းဖက်ရက်စက်မှုကျူးလွန်နေတဲ့စစ်ကောင်စီကိုအရင်းယူမှုတွေအများဆုံးလုံဆောင်ဖို့လိုအပ်နေပါပြီ။နိုင်ငံတကာအတိုင်းဝိုင်းနေတဲ့စစ်ကောင်စီကိုငွေကြေးစီစဉ်မှုလက်နက်ရောင်းချမှုလျင်စီရောင်းချမှုအပါအဝင်စစ်ကောင်စီကိုထောက်ပံ့မှုအလုံးရက်ဆိုင်ပြီးစစ်ကောင်စီကိုဖယ်ကျင်းထားကြဖို့ဦးကျော်မိုးထွန်းကတောင်းဆိုပါတယ်။ဒီလိုဆောင်ရွက်ခြင်းအဖြစ်မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိပြီးငြိမ်းချမ်းတည်ငြိမ်တဲ့အခြေအနေကိုဖန်တီးနိုင်မှာဖြစ်တယ်လို့လည်းရေးသားထားပါတယ်။ဆက်လက်ပြီးစစ်ကောင်စီကငလင်းကြောင်ဟန်ပြအပြစ်ရခြင်းသာဖြစ်ပြီးနေကြောင်တိုက်ခိုက် တ်မှု68ကျင်းကြောင့်ပြည်သူ60ကျော်တိဆုံးဆင်းခဲ့တဲ့ကြောင့်တင်ဆက်ပေးပါမယ်။စစ်ကောင်စီကငလင်ကျောင်းအပြင်းရက်တွင်လူဟန်ပြချညာခဲ့တာဖြစ်ပြီးနိုင်ငံတော်မှာလေကျောင်းတိုက်ခိုက်မှု68ကျင်းပြုလုပ်ကပြည်သူ64ယောက်တိဆုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရယ်။စစ်ကောင်စီရဲ့လေကျောင်းတိုက်ခိုက်မှုအခြေအနေကိုပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းရှင်မြင်းဆောင်2025အစည်းအဝေးမှာဦးနေဖုံးလက်ကထည့်သွင်းပြောကြားလိုက်တာပါ။ ဧပြီလ3ရက်နေ့ကနေဧပြီလ17ရက်နေ့ထိတိုင်းမြေပြည်နယ်12ခုမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း68ခုထိရှိခဲ့ပြီးအဲ့ဒီဖြစ်စဉ်တွေမှာပြည်သူ64ယောက်သေဆုံးခဲ့ရက83ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဦးနေဖုံလက်ကအတည်ပြုပြောကြားပါရယ်။အာနာသိန်းစစ်ကောင်စီကငလင်းကြောင်ဧပြီလ22ရက်နေ့ထိအပြစ်ရမယ်လို့ကြေညာထားပြီးမြေတိုက်ခိုက်မှုတွေကိုဇက်တိုင်လုံဆောင်နေတာဖြစ်ပါရယ်။ Jet Fighter, Paramotor နဲ့ Drone တွေကိုအသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေစဉ်ဆက်မပြတ်ပြုလုပ်ခဲ့တယ်လို့လက်နက်ကြီးပစ်ခတ်မှုတွေကိုလည်းနေ့စဉ်ရက်စက်ပြုလုပ်ခဲ့ ယ်တယ်လို့ဦးနေဖုံလက်ကပြောပါရယ်။လေးချောင်းတိုက်ခိုက်မှုတွေကြောင့်လူနေအိမ်64လုံးစာတင်ကြောင်းလေးချောင်းဖုန်ကြီးချောင်း3ချောင်းနဲ့ခရီးရန်ဖျားချောင်းတက်ချောင်းပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါရယ်။နောက်ထပ်တပုံနေနဲ့ရှာရီပြစ်ခတ်ရက်စိဟန်ပြကြီးညာပင်တိုက်ခိုက်မှုတွေနေ့စဉ်လုံနေလို့စစ်ကောင်စီကိုစောင့်ကြည့်မယ်။နိုင်ငံတကာရန်နီယာတို့ထူထောင်ဖို့လိုအပ်မယ်လို့ NUG ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အပြင်းရကြီးညာပင်ရဲ့နောက်စစ်တပ်ရဲ့လေးချောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ64ဦးသေဆုံးတယ်လို့သိရပါရယ်။အကြံဖက်စကောင်စီကဟန်ပြရှာရီပြစ်ခတ်ရက်စိကြီးညာ ပြီးတိုက်ခိုက်မှုများနိုင်စင်လုံနေကစစ်တပ်ကိုစောင့်ကြည့်မယ်နိုင်ငံတကာရန်နီယာတို့ထူထောင်ရလိုအပ်မှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုပါတယ် ဒီကနေ့ထုတ်ပြန်တဲ့ဖြီသူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းရှင်မြင်းဆောင်2025အစီအစဉ်မှာဥနီဖုံးလက်ကထပ်ပါတိုင်းပြောဆိုလိုက်တာပါအကြံဖက်စတက်ကအီပီလာနေ့ရက်နေ့မှာအီပီလာ22ရက်နေ့တီရှာရီပြစ်ခတ်ရစိုင်းကြီးညာထားတော်လဲနေစဉ်တိုက်ခိုက်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေစစ်ကြောင်းထုံးမှုတွေကျူးလွန်နေကြောင်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင်းအီပီလာ3ရက်နေ့မှာအီပီလာ73ရက်နေ့တီဖြီသူ64ကိုတိဆုံးခဲ့ရကြောင်း၎င်းကရှင်းပြပါတယ်အကြံဖက်စတက်ကအီပီလာနေ့ရက်နေ့မှာရှာရီပြစ်ခတ်ရစိုင်းကြီးကိုဟန်ပြကြီးညာခဲ့ပြီးနောက်ပိုင်း မှာ Jet Fighter, Paramotor နဲ့ Drone တွေကိုအသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေစဉ်ဆက်မပြတ်ပြုလုပ်ခဲ့သလိုလက်နက်ကြီးပစ်ခတ်မှုတွေကိုလည်းနိုင်စင်ရက်ဆက်ပြုလုပ်ခဲ့ပါတယ်။အချက်အလက်တွေအရ AB လ3ရက်နေ့ကနေ AB လ7ရက်နေ့ထိတိုင်းနယ်ပြည်နယ်12ခုမှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း68ခုရှိခဲ့ပြီးအဲ့ဒီဖြစ်စဉ်တွေမှာပြည်သူ64ဦးသေဆုံးခဲ့ရက83ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။သေဆုံးသူတွေထဲမှာတန်ကားတော်တွေ၊ကိုရင်တွေ၊ကလေးငယ်တွေ၊တက်ကြီးမျိုးဝတွေနဲ့အမျိုးသမီးတွေလည်းပါဝင်ပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုတွေက ောင်းလူနေအိမ်ကြီး64လုံးစာတင်ကြောင်းလေးကြောင်းနဲ့ဘုံကြီးကြောင်း၃ကြောင်းနဲ့ခရီးရန်ဖျားကြောင်း၁ကြောင်းတို့ပြည့်စည်ဆုံးရှုံးခဲ့တယ်လို့ဦးနေဖုံးလက်ကရှင်းပြပါရယ်။ဒါကြောင့်စစ်ကောင်စီရဲ့အပြစ်ခတ်ရစိမ်းကိုစောင့်ကြည့်မယ်နိုင်ငံတကာရန်ရားတခုထူထောင်ရေးအရေးကြီးကြောင်း၎င်းကဆိုပါရယ်။ဒီလိုလေးကြောင်းတိုက်ခိုက်မှုတွေအပြင်လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့မြေပြင်ကနေစစ်ကြောင်းထိုးတဲ့အတွက်ထိတွေ့တိုက်ပွဲတွေလည်းရှိနေခဲ့တာဖြစ်ပါရယ်။ ဒါကြောင့်ထိုးစစ်ရဆဲထားတဲ့ကာလာရီမှာအကြံဖတ်စင်အုပ်စုကအခုလိုလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေစစ်ကြောင်းထိုးမှုတွေပြုလုပ်နေတာကြောင့်နိုင်ငံတကာအနေနဲ့စောင့်ကြည့်ရန်နေရာတခုထူထောင်စောင့်ကြည့်ဖို့လိုအပ်မယ်ဆိုတာကိုလည်းသတင်းစကားပေးလိုပါတယ်လို့ဦးနေဖုံလက်ကရှင်းပြပါရယ်ဒီကနေ့မှာစစ်တပ်ကကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကြုံတုံးမြို့ကန်းနီဘုံကြီးကျောင်းကိုလင်းရင်နဲ့ပုံကျဲခဲ့တဲ့အတွက်ပြည်သူ့ချောင်းတင်ဆောင်ပြီးတန်ကားတော်၄ပါးပါဝင်ပြည်သူ၂၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါရယ်နောက်ထပ်တစ်ပုံအနေနဲ့နထိုးကြီးမြို့ပေါ်မှာ အရက်ထွက်ဝင်တဲ့စစ်သားနှုတ်ကိုအနီးကပ်ပြက်ခတ်တိုက်ခိုက်မှုနှုတ်စလုံးတည်ဆုံးပြီးတနက်နလတ်တိမ့်ဆက်ရရှိရေးကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းနထိုးကြီးမြို့ပေါ်မှာအရက်ထွက်ဝင်တဲ့စစ်သားနှုတ်ကိုအနီးကပ်ပြက်ခတ်တိုက်ခိုက်ရာနှုတ်လုံးတည်ဆုံးပြီးတနက်နလတ်တိမ့်ဆက်ရရှိခဲ့ နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတောက်ကပြောကြားခဲ့ပါတယ်။အေပြီလ15ရက်နေ့မနက်9:30နာရီကမှနထိုးကြီးပြောပေါ်မှာအရက်ထွက်ဝဲတဲ့စစ်ကောင်စီတပ်သား9ဦးကိုနထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတော်လိုင်းရဲဘော်9ဦးကပစ္စတိုနှလန်းနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးလုံးနေရာမှာပွေချင်းပြီးတည်ဆောင်းခဲ့ပြီး ME11 နှလန်းကြီပေါက်3ပေါက်9.56ကြီး85တောင်ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်။အရက်ထွက်ဝဲတဲ့စစ်ကွေးနှကောင်ကိုကျွန်တော် ော်တို့ရဲဘော်နှောင်းကပစ္စတိုနဲ့အနီးကပ်ဝင်ပြစ်တာခွေးနှစ်ကောင်လုံးတင်ပြီးတနက်နက်လက်သိမ်းဆည်းရရှိခဲ့ပါတယ်။ ရဲဘော်တွေအထူးကိမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့နထိုးကြီးမျိုးနဲ့ဖြီသူကာကွယ်ဖွဲ့မှတာဝန်ရှိသူတောက်ကပြောပါရယ်အကြံဘတ်စကောင်စီတပ်ကအပြစ်ခံရစိမ်းချိန်ညာထားတော့လဲနထိုးကြီးမျိုးနဲ့အတွင်းရှိကျင်းရွာတွေနဲ့ဘာသာရေးအဆောက်အဦကိုဦးတည်ပြီးလျင်းနေတော့၎င်းစက်တက်လေဒီနဲ့တော့၎င်းဟောင်ဝယ်စာနဲ့တော့၎င်းနေစဉ်ပြစ်ခတ်ပုံကျဲတိုက်ခိုက်လျက်ရှိတာကြောင့်ဖြီသူများအနေနဲ့တတိပြုနေထိုင်ဖို့နထိုးကြီးမျိုးနဲ့ဖြီသူကာကွယ်ဖွဲ့ကတတိပေးပြောဆိုထားပါရယ်မြန်မာနေသက်ကိုတကြံကာလမှာဖြီသူအလုံးဘီအနီကင်းဝေးလို့စိတ်ချမ်းသာစွာနေထိုင်နိုင်ကြပါစေ ေကြောင်းစူတောင်းမြစ်တာပို့တာတယ်လို့နေတို့ကြီးမျိုးနဲ့ပြည်သူ့ကာကွယ်ဖွဲ့မှတာဝန်ရှိသူတောင်းကဆက်လက်ပြောဆိုပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့ဖလန်းအောင်ပွဲမှဒီမြေပြန်းစီတို့ဆိုတဲ့ဆောင်းပါးတင်ဆက်ပေးပါမယ်။ ဖလန်းမျိုးရဲ့အောင်ပွဲကိုကြည်ပါကလွဲ့လွဲ့ကူကူနဲ့ရယူခဲ့ခြင်းမျိုးမဟုတ်တဲ့အောင်ပွဲတစ်ခုဖြစ်ပါတယ်။ချင်းညီနောက်နဲ့မဟာမိတ်အင်အားစုရဲ့မဆုံးမနစ်သောစိတ်ဓာတ်နဲ့ကြံ့ကြံ့ခိုင်ထိုးစစ်စင်တိုက်ခိုက်မှုအရခတတ်တော်မှာခင်းရလက်နက်များအပြင်စည်ရင်းဆိုင်ရာအကြံဉာဏ်များပံ့ပိုးကူညီမှုနဲ့မိဘဖြီသူတွေရဲ့တက်ကြီးလက်ကြီးဒီဇိုင်းမမတ်ထောက်ပို့ပါဝင်မှုတွေအကြောင်းဖြစ်တယ်လို့ထုတ်ပြန်ချက်မှာပါဝင်နေပါတယ်။စစ်ကောင်စီကလက်နက်ကင်ဖွဲ့စည်းဘလောက်များများရှိနေပါစေဒီဖွဲ့စည်းမျိုးကိုမသူတို့မကြဖို့အဖွဲ့အစည်းတွေအားလုံးပေါင်းစည်းသွားတာကိုပဲကြောက်ကြပါတယ်။ ကြောင့်လဲတွန်လိုင်းတပ်ဖွဲ့အချင်းချင်းပုတ်တိုက်မှုတွေဖြစ်ပွားတဲ့အခါလော်ဘီတွေအနေနဲ့တစိုက်ကိုတအိတ်လို့လိုရာထပ်ပေါ်ပြီးသွေးခွဲမှုတွေလှုံ့ဆော်ကြပါတယ်စစ်ကောင်စီဘက်ကနီလန်းမျိုးစုံတောင်းပြီးသွေးခွဲကြပါစေချင်းညီနောင်ဖွဲ့ဦးဆောင်တဲ့ချင်းတောင်းတမကမြို့သိမ်းစစ်စင်ရေးတွေမှာအညာဒေသနဲ့မြေပြန်ကတွန်လိုင်းတပ်ဖွဲ့တွေလည်းတွားရောက်ပူပေါင်းပြီးတိုက်ခိုက်ကြခြင်းဖြစ်ပါတယ်တောင်ပေါ်မြေပြန်မခွဲကြပင်ပြည်သူကာကွယ်တပ် PDF တပ်ဖွဲ့တွေပါကာဖရီရဲ့စီလုံးမှုနဲ့စူးစီးမှုတွေပုံမော်ပြုတ်လုပ်လာနိုင်တာကိုဖလန်းအောင်ပွဲကတည်တည်ပြနေပါတယ်ဖလ မ်းမြို့ကိုတင်ပြီးနောက်တီးတိမ်အတွက်ဆက်လက်တိုက်ခိုက်နေကြမှာဖြစ်ပြီးတီတိန်ရပြီးချင်းညီနောင်6ဖွဲ့လုံးဇက်ကိုင်းမကွေးမှာပါဝင်လာမှာဖြစ်ပါတယ်။ဒါကြောင့်ပြည်မဒေတာအကောင်ဖို့အတွက်အညာဒေတာဟာအချက်ချာကြလာကြောင်းယခုထက်ပိုတဲ့အင်အားနေနဲ့စီးလုံးမှုတွေပုံမလုံးဆောင်နိုင်ပါကအချိန်တိုအတွင်းပန်းနိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။အထွေထွေထိုးစစ်ကြီးတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲရန်ရှိနေကြောင်း NUG ကကွေးဝင်ကြီးမလအတွင်ပြောကြားထားမှုတွေနောက်မှာတော်လိုင်းဟာအများထင်မြင်ယူဆနေတဲ့ပုံစံနေမဟုတ်တော့ဘဲ။ အသွင်တစ်မျိုးနဲ့သွားနေမှုကိုသိသာစေပါပြည်သူများအနေနဲ့ဆက်လက်တောင်းခံပြီးစစ်အာဏာရှင်အပြည်တိုင်းချုပ်ငိမ့်နိုင်ဖို့ပူးပေါင်းပါဝင်ကြရင်တနိုင်ငံလုံးလူမျိုးဖို့အတွက်ကြိုးစားမှုတွေမှာပါဝင်ကြဖို့တိုက်တွန်းလိုက်ရပါကြောင်းရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါရှင်။